ကျွန်တော်ရွှန်ကုန်မီဒီယာကနေတင်ဆက်ပေးမယ့်သတင်းကတော့နိုင်ငံတကာစိုက်ပျိုးရေး၊မွေးမြူရေးနဲ့ရှေးလုံငန်းဆိုင်ရာပြပွဲကိုကိုယ်ချိန်များအဖြစ်ရွှန်ကုန်မြို့ရင်ကျင်းပမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ စေဝါစီအင်တာနက်ရှင်နယ်ကမ္ပဏီလီမီတာမှကျင်းမှုပြီးအသေးစားအလက်စားလုပ်ငန်းများနဲ့လေယာဉ်လုပ်ငန်းများအတွက်လိုအပ်တဲ့ချင်းငွေနဲ့ငွေကြေးဝန်ဆောင်မှုဆိုင်ရာကုမ္ပဏီများပါဝင်ပေကိုးချိန်မြောင်းနိုင်ငံတကာစိုက်ပျိုးရေးမွေးမြူရေးနဲ့ရေလုံငန်းဆိုင်ရာပြပွဲကိုရန်ကုန် Convention Center YCC တွင်ကျင်းပရန်စီစဉ်ထားကြောင်းသိရပါဗျာ။ အဲ့ဒီပြပွဲကိုလာမယ်ဇွန်လ29ရက်နေ့မှ29ရက်နေ့အထိ3ရက်တတိုင်းကျင်းပမှာဖြစ်ပြီးပြပွဲတွင်ခေမီနီပညာများပြည်ရင်းပြပကော်မတီအသီးသီးမှလေယာသုံးစက္ကရီယာများစံဆက်စီဆက်အယောင်ခွဲဆက်အချောက်ခံဆက်လေထုံဆက်ချွေလီဆက်များစိုက်ပျိုရေးဆေးများစိုက်ပျိုရေးသုံးစက္ကရီယာများမြေစီနယ်မြေရောစာများကိုပြသသွားမယ်လို့ဆိုပါတယ် ဒါအပြင်စိုက်ပျိုးရေးစေဝါများနဲ့ခြံတုံးပစ္စည်းများ မွေးမြူရေးကဏ္ဍအတွက် အစာနဲ့ဖြည့်စွက်စာများအစာထုတ်လုပ်တဲ့စက်များအေးကန်တုံးစကရိယာများငှားကန်များနိုင်ငံတကာကုမ္ပဏီများမှတင်သွင်းတဲ့ငါးဖက်လှိများနဲ့ပတ်သက်တဲ့အကြောင်းအရာများကိုလည်းခင်ကျင်းပြသမှာဖြစ်ပါတယ်အလာတူမွေးမြူရေးနဲ့အစာဆိုင်ရာဟောပြောပွဲများစိုက်ပျိုးသိနံနဲ့ဈေးကွက်ဆိုင်ရာဟောပြောပွဲများငါးပစုံမွေးမြူရေးနဲ့ဈေးကွက်ဆိုင်ရာဟောပြောပွဲများ ပြည်ရင်းမှာထုတ်လုပ်နိုင်တဲ့သဘာဝမျိုးအစားများရဲ့အကျိုးကျေးဇူးများနဲ့အော်ဂန်နစ်လေယာများတည်ထောင်ခြင်းစသည်တို့ကိုပါစိုက်ပျော်ရေးပညာရှင်များ၊ခြံပိုင်ရှင်များမှဆွေးနွေးပေးမယ့်အစီအစဉ်များလည်းပါဝင်မှာဖြစ်ကြောင်းသိရပါပါတယ်။အသေးစိတ်သိရှိလိုပါက AgriTech Myanmar Facebook Page နဲ့ Savarsi International Company Limited ရဲ့ email တို့ပေးပို့ပြီးဖြစ်စေစုံစမ်းမေးမြန်းနိုင်ကြောင်းနဲ့ဈေးကွက်ချက်ထင်လိုပါက ပြည်ရင်းပြည်ပလုပ်ငန်းရှင်များကိုလည်းလာရောက်ရောင်းချရန်ဖိတ်ခေါ်ထားကြောင်းသိရပါပါတယ်ရှင်။ Thank you.